ကံကောင်းခြင်းလို့ရှိစိတ်ထားကိုပြန်ကံကောင်းခြင်းအဆောင်ရှာရမှာအဆောင်ရှောင်းဆောင်းအောင်မဟုတ်ဒီနာဘုရားဗဒနိုင်ငံတနိုင်ငံဖြစ်တဲ့ဗမာတွေကခေါ်တော့ယိုရီးယားလို့ခေါ်တယ်ထိုင်းနိုင်ငံအဆောင်ကိုအလုံးကိုမမောတယ်ဗမာပြည်တဲ့ဆိုးတယ်သူဟောကြီးတို့စီတောင်ရောက်လာထိုင်းနေတခါတခါရောက်လာ ရောက်လာပြီးမလုပ်လဲခေါင်းလေးထိုးပြီးခေါင်းပုတ်ခိုင်းတာအဲနာနာရိုင်းလိုက်ရင်တော့မှတ်ကောင်းမှတ်သွားလိမ့်မယ်ထင်တယ်ခေါင်းပုတ်လိုက်တာနဲ့သူက blessing ပေးတယ်ဆိုပြီးချိန်နဲ့ခေါင်းပုတ်ခိုင်းရတာဘာချိန်နဲ့ဆရာခေါင်းကိုယ်ပေါင်းကိုယ်ကောင်းလာပုတ်တယ်ဆိုဘယ်ချိန်နဲ့ဆရာခေါင်းနော်တွေ့ရစင်းနဲ့ခေါင်းဖြန်းဖြန်းနဲ့ရိုင်းလိုက်ရင်သဘောတွေကိုကြတပြေးကကလေးနဲ့သာရေပက်လိုက်မယ်ဆိုရင်ပုတ်ကသဘောကြတယ် ကံကောင်းသွားတယ်လို့စိတ်ထဲမှာထင်တယ်။အာမကူလောက်ပါဘူး။အာမကူလောက်ဘူး။ဘုရားဗဒာဆိုပြီးတော့အဲ့ဒါတွေအာမကူသင့်ဘူးလို့ပြောချင်တယ်နော်။ဘုန်းကြီးတို့ဟောထားတဲ့ဒီသာသနာနဲ့အစွမ်းတကူများဆိုတရားနာဘူးတဲ့လူလည်းရှိကောင်းရှိတယ်။အစွမ်းတကူနဲ့သာသနာဆိုတဲ့နေရာအစွမ်းတကူဆိုတာမရှိဘူးတော့မဟုတ်ရှိဘူး။ အာကိုလောက်တဲ့အစွမ်းတကူမဟုတ်စွမ်းတကူကအာကိုလောက်တဲ့အစွမ်းတကူကကိုယ်ထဲမှာပဲရှိကိုယ်ထဲမှာပဲရှိကိုယ်ရင်မှာပဲရှိအဲ့ဒါလေးပြောကြတာပဲ we are our own architect ကို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 ယ်တိုင်ပြုပြင်မှရတယ်ကိုယ့်ရဲ့ architect ကကိုယ်ပဲဖြစ်တယ်ကိုဘဝကိုယ်ပဲပုံဖော်ရမယ်သူများ ပုံဖော်တာမဟုတ်ဘူးဘာသာတွေကိုလိုက်ကြည့်လိုက်မယ်ဆိုရင်ဖျားသခင်လူတော်ကြဆွဲဘာသာတွေကအများကြီးတယ် အဖျသခင်လိုတော့ကြဆိုပြီးတော့ဟိုတေချာစဉ်းစားကြည့်လို့ရှိရင်အတိညာဉ်ကိုထိတ်တန်းမတင်လို့အဲ့လိုဖြစ်တယ်။အလုံးကအတိညာဉ်ကိုထိတ်တန်းတင်စေချင်တယ်ဟုတ်ကိုစဉ်းစားမြတ်စွာဘုရားကတော့စဉ်းစားခိုင်းနေအကုန်လုံးသူပြောတာတောင်မယုံနဲ့အောင်စဉ်းစားလို့ခိုင်းတာသူ့ကိုလည်းဝေဖန်ခိုင်းတယ်တရားကုံတော်၆ပါးတည်းတည်တယ်မို့လားတန်ဒိဋ္ဌိကိုကိုယ်တိုင် ြင်နိုင်တယ်ကိုယ်တိုင်သိနိုင်တယ်သို့သောကိုယ်တိုင်သိဆိုလူတိုင်းသိလားလို့ဆိုပစ္စတံဝိရိတဘောဝิญญุဟိပညာရှိမှသိပါအသိဉာဏ်ရှိဖို့လိုတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့ဟာအဆုံးမစကားသာလင်ဖြစ်တယ်အဲ့ဒီအဆုံးမစကားဟာမှန်ကန်တဲ့အဆုံးမစကားဖြစ်လို့နားထောင်ရုံတတ်တဲ့နဲ့မပြီးပါဘူးဆေးနဲ့အလားတရံတူတယ်ဆေးဆိုတာ တောက်မှအကျိုးရောက်မှာဖြစ်တယ်။ညွန်ကြားထားတဲ့ဆေးကိုတောက်ဖို့လိုတယ်လို့ပဲ။ရသော်ဘုရားရဲ့ဆုံးမဆိုတာလဲဘာလဲလို့မေးလို့ရှိရင်မလို့ရမှနဲ့လို့ရမှာဒီနှစ်ခုပဲပြောတာနော်။မလို့ရမှနဲ့လို့ရမှာဒီနှစ်ခုပဲပြောတယ်။ကိုသန်းသမီးကို ဆုံးမတဲ့မိဘတွေအခုဒီထဲမှာမိဘတွေအများကြီးပါတယ်။သန်းသမီးကို ဆုံးမတာနှမျိုးပဲဆုံးမတာကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ဘယ်လိုဆုံးမတာနှမျိုးတည်းဆိုတာဟုတ်လားလို့ဒါမလုံနဲ့ဒါလုံဒီလမ်းမသွားနဲ့ဒီလမ်းသွားဒါပဲမဟုတ်လားမလုံရမှနဲ့လုံရမှဒီတစ်ခုပဲပြောတာပဲအချင်းချုပ်လိုက်လို့ရှိရင်မလုံရမှနဲ့လုံရမှဒီတစ်ခုအတည်းမြတ်စွာဘုရားကလည်းဆုံးမတယ်ဆိုတာဒါပဲပြောတာဒါမလုံနဲ့ဒါလုံမလုံရမှနဲ့လုံရမှဒီတစ်ခုပဲပြောတာ အဲ့ဒီနှစ်ခုတည်တည်ချာချာနားလည်ပြီးတော့ကံကောင်းခြင်းလို့ရှင်မလို့ရမှာကိုရှောင်းလို့ရမှာကိုလှုပ်ဆောင်ဟောတာကံကောင်းခြင်းအကြောင်းပဲဖြစ်တယ်နော်စေရနာကောင်းလင်ကံကောင်းသည်လို့ပြောတာဟာကစေရနာတစ်ခုတည်းကိုဥတီပြောတာအခုဒီကနေ့ညမြတ်စွာဘုရားဟောတဲ့တုတ်တန်တစ်ခုအရာကံကောင်းအောင်တို့ဘာတွေလုပ်ရမလဲကြည့်ရသော်ဗျာက ကံကောင်းခြင်းနဲ့စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်စိတ်ဓာတ်ပြင်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍမှာကောင်းတဲ့ကံဆိုတာဟာကောင်းရွှေချမ်းသာပြီးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာကောင်းတဲ့ အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာလေးကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။နော်တော့ကလူတွေကကံဆိုးကံကောင်းကိုကုသအကုသကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆိုစီပါဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင် အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะတယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေမပြောကြကလက်ဆာเนาะဘမပြေရလူတွေသာဒီလိုပြောတာမဟုတ်ဘူးဘမစကားနဲ့မဟုတ်တဲ့အခါကျတော့လေကလက်ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာ ထိပေါင်းရင်လည်းကံကောင်းတယ်လို့ပြောတယ်။စီပေါင်းစားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်။အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်။အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောတယ်။အမျိုးစုံပဲကံကောင်းတယ်လို့ပြောတာကြီးကအဲ့ဒါဟာစိုးချိုးကလွတ်မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာ။ကံဆိုတာအကြောင်းတရားသာလင်းဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတော့မမေ့ဖို့ပေါ့နော်မမေ့ဖို့ တော်မြတ်စွာဘုရားဟောတာတမပတိဆိုတဲ့တုတ်တံမှာဟောထားပုံနဲ့ကံကောင်းနေဆိုတာကုသနာမှာကုသတရားတွေဖြစ်မှာကံကောင်းနေလို့ပြောလို့ရတယ်။ဒါလို့တော့ဆိုရင်အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသတရားတဲ့။အဲ့ဒီကုသတရားကုသနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထား စိတ်ထားကြတော့ပြင်မွေးရမေ့ကြသတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမတန်မှများအဲ့တော့စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်ရသော်ဘုရားရဲ့အဆုံးအမအပေါ် တို့တော့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှု네ပါတာဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆိုဆိုရလို့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်တော်တန်ရှင်းလောက်ချင်မှလုံးပါလေစိတ်ဝင်စားဘန်လဲဘူးလဲစိတ်ဝင်စားဥပုံနေဥပုံဆောင်မှုလဲစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆွမ်းလောင်းမှုဆိုစိတ်ဝင်စား အဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်မဝင်စားအဲ့ဒါအတ္တတလို့ခေါ်တယ်အဲ့ဒီအတ္တတဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဖို့ဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါ စိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်ဆရာတော်တရားဟောဟောညဆော့ပြတရားတွေကပဲဟောကြမှာပဲဖြစ်တယ်။သွားပြီးတော့တရားနာပါ နာပြီးတော့တရားနာမယ်အသိဉာဏ်တိုးအောင်နာမယ်ရေရမောရလို့ဆိုရဲအတွေ့အကြုံမတွေးပါနဲ့။ဘယ်တရားဟောရကြီးရတယ်ဘယ်တရားဟောရတော့ငိုက်တယ်ဆိုတာမျိုးတွေမျိုးဖြစ်စေ။တရားနာတယ်ဆိုတာဘာအတွက်နာအသိဉာဏ်ရဖို့နာ။ အနုဆိုလကအမြောင်းခံပြီးဘာလို့လားငုတ်တုတ်ထိုင်မလို့အသိဉာဏ်ရမှတန်မိုးရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့တရားတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်တန်တယ်ယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမဆက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူး အဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယွန်းနဲ့အဟိရိကဆိုတဲ့စိတ်သဘောဓာတ်ကိုပြင်လိုက်ပါမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းနေယွန်းနေမကောင်းမှုအကုသိုလ်ဆိုတာလူတိတိမတိတိဒီအလုပ်ဟာအလိုလိုမလုပ်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရိစိတ်ထားမျိုးရောက်အောင်ပြင်ပါအရှက်မဲ့တဲ့စိတ်ထားမျိုး မထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါ အနုတ္တပမောဒလုံးရတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ဒုက္ခတွေကိုခယူမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိမ့်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပအိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မေးလေးထွန်းထားရင် လှတဲ့ထင်ပြီးတော့မိမိတော့တဲ့ကို ခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်နဲ့ရှဲကနေဆိုမိတော့တာခါအဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သေးတဲ့ကြောင့်သက်ဆုံးသွားတယ်အေးမကောင်းမှုလောက်မှာမကြောက်ဘူးပဝန်းကျင်ကိုဂိူးမဆိုင်ဘူးအိုင်တုံကဲဆိုတဲ့လူတွေပေါ့နော်ဘယ်သူမှဂိူးမဆိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကို တဝန်းကျင်ကိုလေးစားမယ်အမေဖေဆရာသမားတွေရဲ့ဂုဏ်သိက္ခာကို ထိမ့်မယ်ကိုယ်ပတ်ဝန်းကျင်ကိုလူမျိုးကိုထိမ့်မယ်ဆိုတဲ့ပတ်ဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုရင်လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်ဆွဲတယ်အပြင်းထူတယ် နော်အပြင်းထူတယ်အချိန်ဆွဲတယ်ဆိုတော့ဘယ်လိုဆွဲလဲဆိုစောပါသေးတယ်နော်စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်နော်ယာတိဂုရုကအေးလို့ရှင်လဲယာတိဂုရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လဲပူလွန်နေနောက်ချသွားလို့ရှင်လဲနောက်ချသွားပြီစင်ကြီးလေးတွေပြေးပြီးတော့လူဟာအပြင်းထူတတ်တယ် အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ်။ဘယ်လို့ပဲလုံးလို့ကိုကစောစည်းစည်းရအောင်လုပ်ပြီးတော့ကိုလို့ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရ။နော်။အဲ့လိုလုံးလုံးတဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေအလူဝဲတဲ့ဘဲလူတယောက်ရောက်လာ။ရောက်လာတဲ့အခါမှာဝေယဝိဆတ်လှုပ်ရှားနေတွေ့တော့ အာကျွန်တော်အလှပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဗိုက်ကစားနေသေးတယ်ဆိုအဟုတ်ချင်ပြီသူထမင်းကြွေးကြထမင်းစားပြီးတဲ့အခါအာလှုပ်ရှားရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်တယ်ဗျာဒါပေမဲ့ဗိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းစားတော့ကလည်းစားလို့လို့အကြောင်းပြထမင်းစားပြီးပြန်တော့လည်းဗိုက်လေးလို့လို့အကြောင်းပြ အဲ့မလို့တာတူတူပဲလေအဲ့ဒါအချိန်ဆွဲခြင်းအပြင်းထူခြင်းပဲဖြစ်တယ်လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တုတ်တက်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆုံးစိတ်နေသဘောထားလေးကိုပြင်ပြီးတော့ ဘာလုံးလုံးနောက်မဆုံးပဲတက်တက်ကြွကြွချိုးစားအထုတ်ဝဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်ပါအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လိုအဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေနော်ကံကောင်းလာလိမ့်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားညာစဉ်းစားညာမရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလုံးတင်တာနဲ့မလုံးတင်တာမစဉ်းစားတတ်ဘူး စီးပွားရှာတဲ့အခါမှာလည်းပဲဒီဒီစင်ញံတုံတရားမရှိဘူးဆိုရင်စီးပွားဥစ္စာမဖြစ်ဘူးစင်ញံတုံတရားရှိအတိညာဉ်ကျဲကျဲပြန့်ပြန့်စီးဘူးအထုံမဲ့ဆိုလို့ရှိရင်စီးပွားဥစ္စာဖြစ်တယ်တိုးတက်မြပြသွားတဲ့ပုဂ္ဂိုလ်ကစီးပွားဥစ္စာဒီပန္နနိုမျိုးကနေပြီးတော့ကဗ္ဗကုလသဘကမှာအတွင်းဝင်ရုပ်ထီအောင်ဖြစ်သွားတဲ့ဥတ္တန်ဆိုတာအလုံးသိနေချင်းသူဟာပြင်းထူနေလို့ဖြစ်တာလား ကြိုးစားလို့ဖြစ်တာလားပညာမဲ့ရဲ့တန်နဲ့ဖြစ်တာလားပညာရှိလို့ဖြစ်တာလားပြောကောင်းပြောကြလိုက်မယ်ဥတ္တကံကောင်းတယ်လို့နော်တကယ်ကတော့ဥတ္တမှာအခုလို့အရေးချင်းကောင်းနေရှိလို့ဖြစ်တာဖြစ်တယ်သူဟာအပြင်းမထူဘူးပညာထက်မြက်တယ်ဟောမကောင်းတဲ့အလုပ်ကိုရှက်တယ်ဥတ္တရှက်ပုံလေးတခုပြောပြမှာနော်ဗမဥတ္တဆိုတဲ့ အထုပတိစာအုပ်ကိုပထမအင်္ဂလိပ်လိုရေးတာအင်္ဂလိပ်လိုရေးတဲ့အခါကျတော့ဆာယေးဆရာမကဥဒန်စီသွားပြတယ်စာမှုမှာသွားပြသွားပြတော့ဥဒန်ကကြည့်ပြီးကျွန်တော်မဖတ်တော့ပါဘူးတဲ့။အော်ဘာဖြစ်လို့လဲကျွန်တော်တခုပြင်မိရင်ကျွန်တော်ပတ်သက်သွားလိမ့်မယ်ကိုထုပ်ပတိကိုလုံးတလို့ဖြစ်သွားလိမ့်မယ်ကျွန်တော်တခုပြင်မိမှဆိုလို့မဖတ်တော့ပါဘူးလို့ပြော အဲ့တော့အဲ့ဒီမျိုးသမီးကဘာပြောတော့ဆိုရှင်ပြင်မိလေပြင်ကြရှိလေပြင်လိုက်ပါပေါ့ဘေးကဘယ်သူမှမသိပါဘူးရှင်ပြင်နေဆိုတော့သူမှမသိပါဘူးလို့ကျွန်တော်သိတယ်လေတဲ့သူပြောတာအဲ့တော့သူဟာမဟုတ်တာမလုတ်ချင်ဘူးဆိုရင်စိတ်ဓာတ်မထင်ရှားပေဘူးလားနော်သူမပတ်သက်ချင်ဘူးဆိုတာကိုဘယ်သူမှသိသိမသိသိတာအဓိကမဟုတ်ဘူးသူပတ်သက်နေတာမလုတ်ချင်ဘူး သူထုတ်ပတ်တီကိုသူရေးတယ်ဆိုတော့သူစိတ်ထဲမှာဝါကြွားတယ်လို့ထင်ကောင်းထင်မိလိမ့်မယ်တချို့ချက်တွေအကယ်၍စာရေးဆရာမကရေးထားတာမှပြည့်စုံမှုဆိုရင်သူကဖြည့်လိုက်လိမ့်မယ်ဖြည့်လိုက်လို့ရှိရင်သူဖြည့်လိုက်တဲ့ဟာအမှန်မင်းဖြစ်စေကမူသူဖြည့်လိုက်သည့်အတွက်ကြောင့်ဝါကြွားတယ်လို့ဖြစ်ခြင်းနဲ့ဖြစ်သွားအဲ့ဒါမျိုးကိုသူကိုယ်တိုင်မပတ်သက်ချင်ဘူးလို့ပြောတယ်ဘယ်သူမှသိတာမှမဟုတ်ပဲနဲ့ဆိုကျွန်တော်သိတယ်လေတဲ့ပြောတယ်တခွန်းပဲပြန်ပြောတော့ကျွန်တော်သိတယ် အဲ့ဒီထုတ်ပတိစာအုပ်ဏိထံဖတ်ဖို့ရင်သိပါလိမ့်မယ်ဒီလိုရေးထားတယ်ဆိုတာနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော် ਨੇ အညာပဲမြတ်စွာဘုရားကဟောတယ်လေအေးတိတ်ကွဲရမှာမဟုတ်တာတွေလှုပ်တာ လူတွေအထင်ကြတယ်ဘယ်သူမှမသိဘူးလို့ထင်ကြတယ်တဲ့မြတ်စွာဘုရားပြောတယ်အတ္တတေပုရိသဇာနာတိမင်းသိတယ်လေတဲ့သူများမသိပေမဲ့မင်းသိပါမယ် ပွဲရမှာကိုယ့်အကိုတိတ်တိတ်ပုံမဟုတ်တာလှုပ်တာသူများမသိဘူးဆိုရင်ကိုသိနေတယ်မဟုတ်တာတွေကိုပွဲရမှာလှုပ်တယ်အဲ့ဒီလိုပွဲရလှုပ်လို့မရဘူးတဲ့ပွဲရဆိုမရှိပါဘူးတဲ့ဘာလို့လဲတော့ဆိုအတ္တတေပုရိသဇာနာတိယတိကာတိဝါနာဝမင်းလှုပ်တာမင်းလှုပ်တယ်မလှုပ်ဘူးဆိုတာမင်းကိုယ်တိုင်သိနေတယ်လေပွဲရပဲဟုတ်တယ်ဘယ်သူမှမသိဘူးဆိုတာမဟုတ်ဘူးမင်းသိနေတယ် ကိုတိနေတာဒီပဲနဲ့ဆက်เสียမကောင်းဘူးလားတို့တဲ့တွေကံကောင်းပြီးကြီးပွားတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်ဝီရိယရှိရမယ်ပညာရှိရမယ်ကိုချင်းတရားကောင်းမွန်ရမယ်ကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားရမယ်ဆိုတဲ့စိတ်ဓာတ်တွေမိမိရဲ့တဏ္ဍာမှာမရှိသေးရင်ရှိအောင်ရှိပြီးလို့ရှိရင် တိုးတက်ရှင်သန်များပြားခိုင်မာလာအောင်ကြိုးစားအထောက်ကြအမှဖြစ်တယ်လို့ကိုစီကိုစီမှတ်သားပြီး ကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း